တခါကမိသားစုတစုမှာအိမ်သေးသေးလေးထဲမှာတစုတဝေးအတူတူနေထိုင်ကြပါတယ်။သူတို့လူများမှာကတော့တားနှစ်ယောက်ရှိပါတယ်။အကြီးကကူကူလို့ခေါ်ပြီးအငယ်ကတော့ထထူပေါ့လေ။မိဘနှစ်ပါးလုံးကထထူကိုချက်တာရင်ကောင်းမနာချင်းအကိုက်မခံပါဘူး။သူတို့ရဲ့အသေးကြော်ပဲလော်လေးထူးထူးလေးကိုချန်လာကြရင်တော့မိဘနှစ်ပါးလုံးဒေါသထွက်ပြီးအကိုဖြစ်သူဂူဂူလေးတခါတည်းကိုအပြစ်ရှိသွားတော့တာပေါ့ဂူဂူနင့်ညင်ချင်ကိုက်ခံနေရတာနင်မမြင်ဘူးလားဟုတ် သားမမြင်လိုက်တာပါအမေဒီလာခဲ့စမ်းအမေအမေဘာလို့မလုပ်လဲဗျညော့ဟင်အာငေါ့ချင်းကြိုက်တယ်အာ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 သူတို့မိသားစုကြည်စမ်းငါထင်စကားကြည်ရများသွားတယ်ထင်တယ်ဟုတ်ပါချင်းလေးတစ်ခါကြိုက်တာသေသွားတာတဲ့ကြားတာကြိုက်လို့တော့မတွေးရဆရာပဲဟုတ်ပါကွာဒီပဝန်းကျင်ကတော့တကယ်ပဲအသေးကြော်ပဲလို့လေချင်းကြိုက်ခံရတော့ตาจีกูกูอ่ะอภิเษกโหชีตวาดรอดาเบ သူတို့အွယ်ရောက်လာတော့သူတို့သားအွယ်ရောက်လာတော့အလုထွက်လုခိုင်းကြတယ်အသေးကျော်ထူးထူးကကူကူထက်ကိုတွက်လက်တော့ထူးထူးအပေါ်ပို့ပြီးအားခဲထားတာပါသားလေးအလုထွက်လုနော်အမေတို့အေးအေးဆေးဆေးနေချင်လို့လို့အသားတော်တဆက်ဆက်တုံနေပြီသားရဲ့ဟုတ်ကဲ့ပါမေကျွန်တော်တို့ပီလီယနာတထေးကြီးဖြစ်စေရမယ်ကျွန်တော်လည်းတက်နိုင်တဲ့လောက်ကြိုးစားပါမယ်အကောင်အဆိုးဖြစ်တာသူ့အပိုင်းကံကြမ္မာထိုင်ဆောင်နေပဲတက်နိုင်တဲ့လောက်ကြိုးစားသွားပါမယ် အလုတ်သွားလို့တော့လေထူထူကချမ်းသာလို့စိတ်ရှိတဲ့အတွက်အလုတ်ပေါင်းများစွာကြိုးစားပြီးလုပ်ကြပါရစေ။တတိကျွန်တော်ဘာအလုတ်ခိုင်းစရာရှိသေးလဲကျွန်တော်အခုချမ်းသာချင်တာနောက်နေမဟုတ်ဘူး။ရှိတယ်ရှိတယ်အိမ်သာသွားစေ။ရှေးအနံ့လေတမြို့လုံးတနိုင်ငံလုံးလာပါထားတဲ့အိမ်သာကြာနေရပဲ။နန်ထောင်းနေရပဲ။ ထထူကပတ်စံရဖို့အတွက်ဆိုရင်အိမ်သာစေခန်းလဲစေပါတယ်။ရလာတဲ့ပတ်စံတွေပါသွားလို့မလဲဆိုတာအစီအစဉ်မဆွဲပဲပတ်စံပဲစွရှာနေပါတယ်။ဂူဂူကတော့ငါတို့တသက်လုံးလှုပ်ရှားလို့ရအောင်ငါပါလှုပ်ရမလဲ။အော်သိပြီ။ဂူဂူကတော့အလလှုပ်တော့မယ်ဆိုဘယ်လောက်ကတသက်လုံးလှုပ်ရှားလို့ရမလဲဆိုတာကိုစဉ်းစားပြီးမှလှုပ်ကြပါ။ သူစဉ်းစားလို့ရသွားတော့ဆိုင်တဆိုင်မှာအလုတ်သွားတောင်းလောက်တာပေါ့အခုကျွန်တော်အခုဆိုင်မှာအလုတ်လိုချင်လို့ရလားဗျဟေးအလုတ်လိုချင်တယ်ဟုတ်လားဒါပေမဲ့လဆာတော့မများအောင်တော့မင်းလုံနိုင်ပါလားလုံနိုင်ပါရဲ့ဗျအေးအဲ့ဒါဆိုရင်လည်းလုံလေအလုတ်စားလုံလို့ရပြီနော်ဟာဟာမုံကြီးလေးခုတ်တာများပါခက်တာမှတ်လို့ကျွန်တော်အိမ်မှာအသားတောင်ခုတ်ခဲ့တာ ကောင်းတယ်ကောင်းလေကောင်းတယ်ကြိုးစားကူကူကစပိုးမှုအလောက်တစ်ခုတည်းကိုပဲကြိုးကြိုးဆဆနဲ့လောက်ကင်နာကျွမ်းကျင်ပြီးကောင်းဆောင်ဖြစ်သွားတဲ့ထိပ်ပါပဲဟာပတ်စံတွေအများကြီးပဲငါလောက်ဘသူရှာနိုင်သေးလဲဟဲ့ငါဒီလိုပဲပတ်စံဆက်ရှာသွားမယ်ဒါမှငါပတ်စံများများရှိမှာကွာချက်သူကသူအလောက်တွေအများကြီးလောက်တဲ့အတွက်ပတ်စံတွေအများကြီးရလာပါတယ်သူကပတ်စံများကြီးရှိချင်တဲ့အတွက် အဲ့ဒီအလောက်ကိုဆက်လုပ်ဖို့ပဲတွေးနေပါတယ်။အဲ့ဒီပတ်စံနဲ့ပါသွားလို့မယ်ဆိုတာလဲသူစိတ်မဝင်စားပါဘူး။အခုကျွန်တော်ဒီပညာတွေသင်မေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။အခုအစားပြီးကျွန်တော်ဒီပညာနဲ့လောက်ကန်စားတော့ပါမယ်။ Okay ကုကူရေအခုအစားပြီးជីပွားတိုးတက်ပါစေကွယ်။ကူကူကတော့အဲ့ဒီအတက်ပညာကိုကောင်းကောင်းတက်မြောက်ပြီးပတ်စံတွေပမာဏတစ်ခုလောက်ရှိပြီးတဲ့နောက်ဆိုင်ကနေလှုပ်ထွက်ပြီး ကိုပိုင်ဆိုင်ဖွင့်သူ့တပည့်တွေကိုတေချာတင်ပေးနေခဲ့ပါတယ်။ဒါမှသူကိုယ်တိုင်မလုပ်ရဘဲသူ့တပည့်ကိုခိုင်းနိုင်မှာပါ။သက်ဆန်ကိုသာအလုတ်ခိုင်းနေပြီးအလလုတ်စရာမလိုတော့ပါဘူး။လွတ်လပ်မှုဆိုတာဒါပဲကွာ။အခုအစားပြီးအရှင်လိုပေးမန်းနေစရာမလိုတော့ဘူး။ဘာလဲဟာ။ကူကူကငါထက်ပတ်ဆန်ရှိနေလားဟာ။ကိုပိုင်အလုတ်လည်းထက်ရှိသေးတယ်။မရဘူး။ငါသူ့ထက်ကောင်းစားမှရမှာ။ ထူထူကသူ့အကိုကောင်းစားတော်မြင်ရတော့မနာလို့စိတ်တွေဒုဗောလာပြီးသူ့အကိုထက်ကောင်းစားရလေအောင်စဉ်းစားနေပါတယ်။သူကအလုတ်တစ်ခုထင်းနေတောင်တလောက်ချမ်းသာနေရင်ငါအလုတ်တွေတစ်ခုမကဆက်လုံနေခင် သူ့ထက်တောင်ပိုချမ်းသာအောင်မာကွာဟုတ်တယ်ငါသူ့ထက်ကိုချမ်းသာမှသိချတယ်ဒီလိုနဲ့ထူထူလဲဆိုင်ဖွင့်အသားခုပ်အထောင်းထောင်းအင်တာစေးရာကစသူတယောက်တည်းပဲလောက်ကြပါအလောက်တစ်ခုကိုတူတူချာချာလဲအာရုံမဆိုင် အလုပ်တစ်ခုကိုတက်တက်မြင့်မြောက်လည်းမရှိပါဘူးအဲ့ဒါကြောင့်သူ့ကိုငှားတဲ့လှုပ်ရှင်တွေကနှေးလာပြီးပတ်စံနဲ့အရင်တို့မဝင်တော့တဲ့အတွက်ပတ်စံဆိုတာမရှိသလောက်ဖြစ်နေပါပြီတလောက်တောင်မှငါအလွတ်လုံနေတာငါစုထားတဲ့ပတ်စံတွေကတိုးမလာတဲ့ပြင်ကြော့တောင်သွားနေသေးတယ်ဘာတုံးဟာအချိန်တွေကြာလာတော့သူတို့မိဘတွေလည်းထူးထူးအလုပ်တွေများကြီးလောက်တောင်ကြည့်ပြီးအားရကျေနပ်နေပါတယ်အမလီအမေရဲ့သားလေးထူးထူးကတော်လိုက်တာ အလုပ်တွေပဲနှမျိုးတော်လုပ်နေတာမကြခင်သားလေးကပတ်စံရှိချမ်းသာပြီးအမေတို့အေးစေထားနိုင်တော့မှဒါမှအမေသားကွာအဖေကတော့လေအလှပြင်ပြည့်စည်တွေဝယ်ပြီးလူပြိုတယောက်လိုကိုပြန်ပြင်လိုက်မှဒါတော့ပတ်စံရှာပေးတဲ့သားရှိနေတာကွာဟာဟာဟာအဖေအမေဒီမှာပါဒီလာအတွက်လှစာကျွန်တော်ဒါတော့အရင်ပေးထားနေမယ်နော်အဲ့မှာချထားလိုက်နောက်မှပေးလိုက်ရတယ်ဘာလို့လဲဆိုတော့ ငါသားလေးထူထူပေးတဲ့ပတ်စံပဲစောင့်ယူမှာဟုတ်တယ်မလားကွာအဖေတို့သားလေးထူထူဒီလိုပဲဖြစ်ရမှာပေါ့အဖေရထူထူကတော့မိဘကြီးကျူးတောင်ခံနေရပြီမိဘကျေးဇူးတည်သူကူကူကတော့ပတ်စံလာအပ်တာတော့မိဘသူ့ပတ်စံကိုစိတ်ဝင်စားပါဘူးထူထူကအလောက်ရလက်တွေတိတ်မကောင်းတဲ့ချိန်မှာအလောက်ကူလောက်ဖို့နှစ်ယောက်ခေါ်လိုက်ပါတယ်သူတပည့်နှစ်ယောက်ကိုဘာမှမတင်ပေးတဲ့အတွက်တပည့်နှစ်ယောက်ကလည်းဆိုင်ရောက်လာပြီဆိုတာနဲ့စတင်အိမ်ငိုက်တော့တာပဲ။ ဝါလာ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 ဝါလာ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 တနေ့တနေ့တထေးအလလောက်တာလာရက်ကြည့်ပြီးတော့လဆာယူနေရတာဒီင်းမို့ကောင်းလိုက်တာကွာအချိန်ကြာလာတော့ထူထူပတ်စံတွေကုံသွားပြီးသူ့ဝန်ထမ်းတွေကိုလဆာမပေးနိုင်လို့ဝန်ထမ်းတွေလည်းသူ့ကိုလာဆဲပါတော့တယ်ကိုထူငါတို့အလလောက်လာတာ၃လတောင်ရှိနေပြီလဆာလည်းတလမမရသေးဘူးဘယ်ချိန်မှငါတို့လဆာပေးမှလဲပြော ဟုတ်တယ်ဒီတိုင်းပဲဆက်သွားနေမယ်ဆိုရင်ကျွန်တော်တို့ဆက်ပြီးအလုပ်မလုပ်နိုင်တော့ဘူးမင်းတို့ကလည်းခဏလောက်စောင့်ကြပါဦးကွာမနဲ့ပဲစောင့်ပတ်စံရမှသိချတယ်စိတ်ပူးမနေနဲ့ထူးထူးလဲဝန်တန်းတွေကိုပေးဖို့ပတ်စံမရှိရဲ့ဆုံးသူ့အရင်တထေးစီပတ်စံသွားချီရပါတော့တယ်တထေးကျွန်တော်ပတ်စံနည်းနည်းလောက်ချီပေးပါဦးဗျာကျွန်တော်လုပ်ငန်းတွေအောင်မြင်လာတာနဲ့မြဝန်ထမ်းတွေများလာပြီးပေးစရာလားစာပတ်စံမလောက်တော့လို့ပါရတာပေါ့ပတ်စံနည်းနည်းလေးကို ဒါပေမဲ့မကြစိနဲ့နော်မြင်မြန်တော့လာဆက်ဟုတ်ကဲ့ပါတထေးတထေးစိတ်မပြတ်စီရပါဘူးဗျာထူထူကပေးရနေပြန်ရှာပြီးတထေးကိုသွားဆက်မလဲဆိုတာမတွေ့ပဲအခုလက်ရှိပြဿနာကိုသာဖြေရှင်းဖို့တွေ့တာပါဟေးအလုတ်မြင်မြန်လောဟလာစားလဲရပြီးပြီနှီးကွေးမနေနဲ့ကိုထူးကလည်းဗျာလာဝယ်မဲ့လူမှမရှိအားကျွန်တော်တို့ဘာလို့စိတ်ချင်းနေရလဲဟုတ်တယ်လာဝယ်တဲ့လူမရှိပဲဘာလို့ငါတို့ငှားထားသေးရလဲဟုတ်သားပဲ ငါဘာလို့သူတို့ငားထားရလဲအဖြေအရင်သွားရှာကြည့်ပါလားဆရာထူးထူးငားတယ်နင်အလုပ်တစ်ခုတည်းကိုအာယုံဆိုင်ပြီးလုပ်နေကောင်းမှထင်နေနင်အခုလိုအကုန်လုပ်နေတော့အရှင်းနီးပိုကုန်တာပေါ့နောက်တစ်ခုကနင်ပါလုပ်နေမှန်းတော့နင်မသိဘူးဒီအလုပ်တွေလည်းမလုပ်တဲ့နင်ဝန်ထမ်းတွေလည်းဘာမှမတတ်ဆရာညွန်ကြားချက်လောက်စောင့်နေရဒီလိုပဲဆက်သွားရင်တော့အရှုံးပေါကုန်လိမ့်မယ်နော်အဲ့ဒါမင်းတေချာပြန်စင်စားကြည့်ခရအောင်ကူကူငါချမ်းသာမယ်အရေးဘာတွေလာပိတ်ပင်နေရလဲ မင်းကလို့မလုံနိုင်လို့မနာလို့ဖြစ်နေမှာလားမင်းရဲ့အတုံးမကြတဲ့အလုပ်ကိုသာပြန်သွားလှုပ်လိုက်စမ်းပါဆယ်နှစ်မကလို့အနည်း20လဲချမ်းသာလာနိုင်မှာမဟုတ်ဘူးကိုကူကတော့သူ့ညင်ရှုံးပေါ်မှာဆိုလို့တတိလာပေးနေပေမဲ့ကိုကိုကိုအထင်ကြီးနေတဲ့ထူထူကတော့အကောင်းမမြင်တဲ့အပြင်သူ့မိဘတွေကိုပါသွားတိုင်မာသေးတယ်အဖေအမေကိုကူကလေကျွန်တော်အလုပ်တွေအများကြီးလုပ်နိုင်တာမနာလို့ပြီးတော့သူ့လိုအလုပ်တစ်ခုပဲလုပ်ပြီးအတုံးမကြတဲ့လူကလေကျွန်တော်ချမ်းသာမဲ့လမ်းကိုလာပိတ်ပင်နေတာ အဖေမေတော့ဘလို့မြင်လဲဒီကောင်ကတော့လေဘာလို့ကိုညီလေးကိုခုလိုမနာလို့ဖြစ်နေရလဲဒီလိုဖြစ်အောင်ငါမကြွေးမထားမိပါဘူးဟမ်ဒီလိုအကျင့်မျိုးအဖေတော့လုံးဝမကြိုက်ဘူးသားမနာလို့စိတ်ရှိနေသေးရတော့သူများနဲ့တူတူအလုပ်လုပ်လို့ရမှာမဟုတ်ဘူးအဖေနဲ့အမေကျွန်တော်ဒီနေ့အစားတောက်ကောင်းလေးတွေဝယ်လာကျွေးရပါနင်ပါမှလာပြောမနေနဲ့အခုအားစပြီးငါ့ကိုအမေလို့လာမခေါ်နဲ့တော့ငါ့မှာနှင့်လို့မနာလို့ဝင်းတိုးစိတ်ရှိတဲ့သားမရှိဘူး နင်သွားချင်တဲ့နေရာထွက်သွားတော့သွားကျွန်တော်ပါမလုံးမိလို့လဲအမေရဲ့ကျွန်တော်ပြောပြပါအောင်။အော်ဂူဂူမင်းကလာမင်းရဲ့သေးရဲ့နော်။မင်းညီလေးကြီးပွားချမ်းသာမဲ့ဟာကိုမင်းလို့နှိမ်ကြောင်ဆွဲချနေရလေ။မင်းပါတာမင်းနေချင်းတို့နေလေ။ဘာလို့သူများဘဝကိုလိုက်ပြီးတော့ဆွတ်ဖက်နေရလဲ။ဒါမနာလို့တာမဟုတ်လို့ဘာကိုခေါ်ရလဲ။အဖေကျွန်တော်ပြောရဲဆိုတာညီလေးကိုစိတ်ပူပြီးညီလေးကိုချစ်လို့ပြောနေတာပါ။ညီလေးလုပ်ငန်းတွေအရှုံးပေါ်မှာဆိုးလို့ပါ။ ငါဘာမှမကြားချင်ဘူးအခုချက်ချင်းငါ့ရင်ထဲနဲ့ချက်ချင်းထွက်သွားမှတ်ပလားကူကူဟာဟာဟာစေတနာနဲ့ဘလောက်ပဲပြပြောငါစေတနာနားမလဲကြပါလားထွက်သွားဆိုလဲထွက်သွားလိုက်ပါမယ်ကူကူကဘလောက်ပဲကောင်းအောင်လှုပ်ပေးလှုပ်ပေးသူမိဘတွေကတော့သူတို့ရဲ့အသေးကြော်ပဲလော်လေးဖြစ်တဲ့ထူးထူးပဲချစ်ပြီးဦးစားပေးရပြင်သူ့ကိုပါအပြစ်တင်ပြီးအိမ်ပေါ်ကနှင်ချလိုက်တဲ့အတွက်သူအရင်ကိုဝမ်းနေသွားပြီးသူ့ဘဝကိုပြန်လဲသွားထူထောင်ဖို့ထွက်သွားလိုက်ပါတယ် လအနှိမ့်ငယ်ကြတော့ထူထူကတခြားသူစီကပတ်စံထပ်သွားချီလာပြီးအယောင်းဆိုင်တွေတခုထပ်ဖွင့်ပါတယ်။ကြိုက်တဲ့လောက်အင်တာတက်အချိန်အကန့်တတ်မရှိအဲ့ဒါပါစီပွားရေးလဲတာ။ဩအမေကလည်းသူများတွေကြိုက်တဲ့လောက်အင်တာတက်ပါစေအချိန်အကန့်တတ်မရှိဘူးလို့ပြောတာလေ။ဒါနဲ့တားလေအဖေပြောရအောင်မယ်။ဒီတစ်ခါမီတာကြီးက10သိန်းကျော်ထပ်တိုးလာတယ်ကွာ။အဖေကအပြင်မှာလည်းအချိန်ပြေအဲကွန်းဖွင့်ထားတာ။မီးဆိုလည်းအချိန်ပြေဖွင့်နေ။ လက်စစ်ပစ္စည်းတွေအမြဲလိုလိုဖွင့်ထားတာသာဘာလို့လဲဆိုတော့လေအခုအစားပြီးအဖေဆင်းဆင်းရဲရဲမနေချင်တော့ကွာဘာလို့လဲဆိုတော့နောက်ကျရင်အဖေတို့ကချမ်းသာတော့မှလေထပ်ပြောရရင်တော့ကွာအဖေကချမ်းသာတော့ကြိုက်တယ်ဘီယာမီတာကြီးက10သိန်းထပ်တိုးလာတယ်ဟုတ်လားဖေသိပါပြီဗျာဟာဟာဒါသားတွေမုံဖိုးလောက်ပဲရှိတာမလားသာသွားပါပြီကျွန်တော်အဲ့လောက်ပတ်စံရှိဘူးအဖေဒါအပြင်ကျွန်တော်သူများကိုပေးရမှာတိန်ပေါင်း100တောင် ဟေးဒါတကယ်မဟုတ်ဘူးမလားသားလေးဒီနေ့အကျွေးဆက်ရမယ့်နေ့ရောက်နေပြီနော်ကျွန်တော်စီမှာတပြားမှ မရှိသေးပါဘူးဗျာโอเคလေအဲ့ဒါဆိုရင်လည်းစာချုပ်ထဲအတိုင်းပဲအကျွေးလာမဆက်နိုင်ဘူးဆိုရင်အပေါင်ပေါင်ထားတဲ့ပစ္စည်းတွေလည်းငါတို့ဟာဖြစ်လာမှာပဲကျမသားပါရီသွားပေါင်ထားတာလေရှင်နာယီလာဒါမှမဟုတ်ကြာကင်တွေလာကားလား ထွေးနင်တို့အခုနေနေတဲ့မြေနေရာအကုန်ငါ့ဟာဖြစ်ကုန်ပြီကွာမဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူးမလားသားလေးနောက်ဆုံးမှာတော့အတွေ့ရှင်တွေက သူတို့အိမ်နဲ့ခြံကိုလာသိမ်းသွားခဲ့ပါတယ်အိမ်ယာတွေမရှိတော့သူတို့သားမိသားဖတွေလည်းလမ်းဘေးကိုရောက်သွားခဲ့တာပေါ့အမလေးဘဝဘဝပါလို့ဒီလိုတုံးအားတဲ့သားနဲ့မှအသက်လာရှင်နေရတာလေထွထွ နင်ပါတွေလှုပ်လိုက်တာလဲဟဲ့အခုတော့ငါတို့လမ်းဘေးခွေးဖြစ်နေပြီဘာလို့ရမှာလဲအမေအားကျွန်တော်လည်းချမ်းသာမဲထင်မေးသူတို့စီကပတ်စံသွားချီတာလေမဟုတ်ရင်ကျွန်တော်လည်းသွားမချီပါဘူးဗျာအင်းကတော့ကျွန်တော်ဖက်အမြဲပါနေပြီးမှအရှုံးပေါ်ကမှကျွန်တော်အပြစ်လာမတင်နဲ့ထူထူနင်အလုံးမဖြစ်တာမမြင်မဲသူမြောက်ပဲအပြစ်တင်းမနေနဲ့တကယ်တကယ်ဂူဂူပြောတဲ့အတိုင်းဖြစ်လာတာပဲအလုတ်တစ်ခုသေချာကိူးဆိုင်လို့ကိုတကယ်တက်ကြွတဲ့အလုတ်ကိုသာလှုပ်ဆိုတာတကယ်တကယ် ဟုတ်ပါရှင်။ตาကြီးကိုတတိယလိုက်တာ။အခုဆို သူ့ဘယ်မှာသွားနေနေလဲမသိဘူး။အမေตาကိုတတိယနေတယ်ဆိုတာตาကိုသိစေချင်လိုက်တာကွယ်။ตาကြီးကိုတတိယလိုက်တာကွာ။အဖေတို့လာရှာပေါင်းตาရဲ့သူတို့ตาကြီးကိုတနေတဲ့ချိန်မှာအောင်မြင်နေတဲ့ကူကူကလည်းကာကြီးစီပြီးအဲ့ဒီနာကို ဖြတ်မောင်းလာခဲ့တယ်။အဖေအမေပါလို့ဒီနားမှာလာထိုင်နေရလေ။ အမလေးအမေရဲ့သားကြီးသားသားအမေတို့အတူတူသွားနေဖို့လာခေါ်တာမလားယင်အဖေသားကူကူရဲ့အဖေသားလေးနဲ့ဒီမှာလာဆောင်ရမယ်လို့တောင်မထင်ထားဘူးဒါနဲ့အဖေနဲ့မေကဘာလို့ဒီနောက်ရောက်နေရလဲပြောဟာမှလည်းရှက်ပါတယ်သားရဲ့ငထူးပေါ့စီပွားရေးလောက်တာအရှုံးပေါ်ရဲ့ပြင်အမေတို့နေတဲ့အိမ်နဲ့ခြံတော်သွားပေါင်လိုက်သေးတယ်နောက်ဆုံးတော့အကျွေးမဆက်နိုင်တော့သူများသိန်းနာခံလိုက်ရတာလေ အခုအမေတို့မှနေဆရာမရှိတော့ဘူးသားလေးရဲ့အမေတို့မှအရေးခိုဆရာလေးတောင်မရှိတော့ပါဘူးသားရဲ့ဘာမှမဖြစ်ပါဘူးအမေရဲ့ကျွန်တော်နဲ့လိုက်နေလဲရပါတယ်ရှင်အမေနေဆရာအိမ်ရှိတော့မယ်ဟာတက်တောင်တက်တာနေရတော့မယ်ကွာထွထွပါလေပါထက်ပြောချင်တာလေထူးထူးရဲ့လူဆိုတာအမားနဲ့မကင်းပါဘူးကွာ ဒါပေမဲ့အဲ့ဒီအမားကနေသင်ခန်းစာယူတတ်ဖို့အဓိကမင်းအသက်ပြန်စားဖို့အချိန်မနှောင်းသေးပါဘူးကွာအကူနဲ့လိုက်ခဲ့အရင်နီးလောက်ဖို့အကူပတ်စံထုတ်ပေးမယ်အသက်ကနေပြန်စားကြတာပေါ့ကွာဂျေဆုတက်မာရဲကိုရဲကျွန်တော်အပေါ်တလောက်ကောင်းလိမ့်မယ်လို့ကျွန်တော်တကားမှမတွေးဘူးအမေတို့အကို့ကိုအိမ်ပေါ်နင်းချောင်းလုံမိလို့ကျွန်တော်တားမှန်ပါတယ်ဗျာကဲပါကွာဒီကိစ္စတွေကကြာလာပြီပဲအကူတော်မိတ်နေပြီထားလိုက်ပါတော့နောက်ဆုံးမှာတော့ဂူဂူကသူတို့ကို ဩဝါဒနောက်ခါလာပေးသွားခဲ့ပါတယ်။သူတို့ကကူကူးပေါ်ရက်ဆက်ခဲ့တာတောင်ပြတ်မတွေ့ပါဘူး။ချူထူးကိုအရင်နှစ်ထုတ်ပေးပြီးအစ်စ်ကနေပြန်ဆခိုင်းနေ။သူလည်းအလုပ်တစ်ခုတည်းကိုပဲတဆိုင်မမတ်လုပ်တဲ့အတွက်အောင်မြင်လာခဲ့ပါတယ်။အခုဆိုရင်အမေသားနှစ်ယောက်လုံးကအောင်မြင်နေကြပြီဆိုတော့အိမ်အောင်ပြုတ်ကြတော့လေအမေမြေးချီချင်မေးကွယ်။ကျွန်တော်အစင်သက်မဖြစ်သေးဘူးအမေ။ကျွန်တော်လွတ်လွတ်လပ်လပ်နေချင်သေးတယ်။ ကြားတာပေါ့အမေကျွန်တော်မိမောက်ချစ်ပြီးသစ္စာရှိသွားမယ်ပြီးတော့အမေအတွက်မြေးလေးတွေမွေးပေးမယ်ကျွန်တော်ကတော့ကျွန်တော်တက်မြောက်တဲ့ပညာနဲ့မိမောက်ထိန်းချုပ်မယ်ဟေးဘလို့မျိုးတော့သားရဲ့နံပါတ်1မိမောက်ကိုကျွန်တော်နဲ့မခွဲနိုင်အောင်ထိန်းချုပ်မယ်နံပါတ်2နံပါတ်3နံပါတ်4နံပါတ်5ရောက်မြောက်ကတော့ကျွန်တော်နှောက်လိုက်ပေါ့ဟင်ညီလေးမိန်းကလေးပေါ့အဲ့လိုမလုပ်ရအောင်လေတိုးတိုးနေပါဒါကျွန်တော်ကိစ္စ ထူထူကအလုံးမအောင်မြင်ပြီးနောက်ပိုင်းမိမဖက်လိုက်စားချင်တယ်။မိန်းကလေးတယောက်ကို သူ့ကိုဆွဲလန်းလာလို့ပြီးဒုတိယတတိယစတုထတွေကနောက်ကလိုက်လာမဲ့ပေါ့။ကူကူကတော့သူ့မိမတယောက်ပေါ်မှာပဲသက်ဆောင်ရှိရှိနဲ့ချက်သွားခဲ့တယ်။နားလည်မို့ပြင်းနဲ့ချစ်ချင်းမြတ်တာတွေနဲ့တိဆောက်ထားတဲ့အိမ်ထောင်ရေးဖြစ်တဲ့အတွက်ตาရပျော်ရှင်စွာနဲ့အိမ်ထောင်တဲ့ဘဝကိုဖျက်သန်းနိုင်ခဲ့တယ်။ရန်ပြစ်စကားများတာလည်းတကားမှမရှိသလောက်ပါပဲ။ထထူးရဲ့မိမတွေကတော့၃ယောက်ကဖဲရီရိုက် နှစ်ယောက်ကတော့တိုင်းတွေချနေခဲ့ကြတယ်။မြင်လိုက်ရတဲ့အချိန်မှာထူးထူးလဲထိန်ချုံမှုကင်းမဲ့စွာနဲ့အော်ဟစ်လာခဲ့ရတော့တာပေါ့။အာကျွန်တော်တလောက်မိမတွေအများကြီးမယူခဲ့သင့်ဘူး။ကျွန်တော်ကမှားတာပါဗျာ။သူ့ရဲ့လောဘစိတ်တွေကြောင့်မိမတယောက်ကိုတော့မလုံလောက်နိုင်ပဲ၅ယောက်ထိယူလာခဲ့လိုက်တယ်။နောက်ဆုံးမှာတော့ဖြစ်လာတဲ့ပြဿနာတွေကိုရင်မဆိုင်နိုင်တော့ဘူးလေ။မိမများလေးပြဿနာကြီးလေပါပဲ။ဒါကြောင့်ပဲပြဿနာကိုရှောင်နေနေနဲ့ ိမ်ကနေထွက်ခဲ့ရတဲ့အဆုံးမှပဲဟုတ်ကဲ့ပါရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်အခုလို့ဇလန်လေးတွေသဘောကျတယ်ဆိုရင်ကျမတို့ရဲ့ SLS Cartoon Channel ကို Like and Subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်အားပေးနေတဲ့ပရိသတ်တအုပ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျမကတော့တင်ဆက်သူ Lady ခင်ပါရှင်